အားလုံးမမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champions League တက်တဲ့အားလုံးမင်္ဂလာပါ Chelsea အသင်းကအခုလက်ရှိပေါ့လေ Anzo Maresca နဲ့ပတ်သက်လို့ပေါ့လေဒါအခုဟိုတနေ့ကကျွန်တော် report လေးတဖို့ထွက်တယ်ဒါတကယ်လို့ ချက်စီပိုင်ကလပ်ဖြစ်တဲ့ Strasbourg နဲ့ချက်စီကဒီနေ့ရသည်နှစ်သိန်းလုံးမှာဥရောပချန်ပီယံလိဝင်ခွင့်ရခဲ့ရင်အဆင့်မြင့်တဲ့အသင်းကချန်ပီယံလိဝင်ခွင့်ကိုဝင်ခွင့်ရမယ်အဓိကကချက်စီပိုင်ရှင်နေဖြစ်တဲ့ Blue Core Company ကနေချက်စီအသင်းရော Strasbourg အသင်းရောသူတို့နှစ်သိန်းပိုင်ထားတယ်ဆိုတော့အဲ့နှစ်သိန်းကတကယ်လို့ရသည်ကုန်မှာဥရောပချန်ပီယံလိဝင်ခွင့်ရမယ်ဆိုရင်အဆင့်မြင့်တဲ့အသင်းဟာချန်ပီယံလိဝင်ခွင့်ရပြီးတော့အဆင့်နှိမ့်တဲ့အသင်းက ယူရိုပါလီဆင်းကန်ရမယ်ဆိုတော့ကျွန်တော်မနစ်ကဖြစ်ရဗျာပြည်သစ်မှာလီယွန်နဲ့ခရစ်စပယ်လစ်ကိုပိုင်ထားတဲ့ပိုင်ရှင်တူတယ်လီယွန်ကပယ်လစ်ဆက်ဖို့အဆင်မြင့်တယ်ပယ်လစ်ကတော့ FA ကရတယ်ဒါပေမဲ့ယူရိုပါလီဝင်တာချင်းတူတူပိုင်ရှင်တူနှစ်သိန်းဖြစ်တဲ့အတွက်ကြောင့်မာတီကလပ်အုံနဲ့ရှိရူးကြောင့်ခရစ်စပယ်လစ်က conference ကိုဆင်းလိုက်ရတဲ့အတွက် Northern Forest ကယူရိုပါလီဝင်သွားတယ်အဲအဲ့လိုပုံစံပေါ့လေတကယ်လို့ Strasbourg နဲ့ Chelsea ကတူတူကြမယ် Champions League ကိုတူတူ ဝင်မယ်ဆိုရင်ဘယ်သူကအဆင်ပိုမြင့်လဲ မြင့်တဲ့အသင်းဝင်ခွင့်ရပြီးတော့တသင်းကနောက်ဆင်ဖို့လေတကယ်လို့ Chelsea က Strapo ကို lead position ကထားပါတော့ Strapo က lead Chelsea က9 9ဆိုရင်တော့ Champions League ဝင်တယ်ပဲထားဒါမှမဟုတ် Strapo က3 Chelsea က4ဆိုရင် Chelsea က Strapo နဲ့နိုင်နေရင် Champions League ဝင်ခွင့်မရဘူး Europa League ဒီလိုပဲဘယ်ဥရောပပြိုင်ပွဲမှာပဲဖြစ်ဖြစ်သူတို့နှစ်သင်းရဲ့အဆင့်သတ်မှတ်ချက်က Strapo က Chelsea တက်မြင့်နေရင် Chelsea ကအောက်တဆင့်ဆင့်ကန်ရမယ်ဆိုတော့ဒါကတော့အခု multi club ownership rule ပေါ့လေဒါပေမဲ့အခု Anzo Mares ကအသင်းဘလို့ထင်လဲ ရာသီစကျွန်တော်တို့ဆက်ဆချင်းလန်ဒန်ဒါဘီတို့လေးပွဲကန်အဲ့လန်ဒန်ဒါဘီလေးပွဲကစားပြီးတဲ့အချိန်မှာတို့မဆိုးဘူးဗျာခရစ်စတယ်ပလစ်ကိုတီးကြတယ်ပြီးတော့ဝက်ဆန်ကိုအဝေးကွင်းမှာနိုင်တယ်နိုင်ပြီးတော့မှတို့ဖူလန်ကိုအိမ်ကွင်းမှာထပ်နိုင်တယ်နောက်ဘရန်ဖို့ကိုတီးကြတယ် ဲ့မှာလန်ဒန်ဒါဘီလေးပွဲကံတယ်ပြီးတော့ချန်ပီယံလိအဝေးကွင်းဖြစ်တဲ့ဘိုင်မြူနစ်ကိုရှုံးပြီးတော့မန်ချက်စတာယူနိုက်တက်ကိုပရီးမီယာလိမှာထပ်ရှုံးတယ်ဆိုတော့နောက်ဆုံး၃ပွဲတပွဲသေး၂ပွဲရှုံးပြီးတော့မှဟိုတနေ့ကကာဘောင်းကပ်မှာလင်ကွန်စီးတီးကို2-1နဲ့မနိုင်ပြောရင်လေအိုက်ပွဲရလဲအဲ့လောက်ကြီးမဟုတ်ဘူးပြောပြောမို့အသင်းငယ်တွေနဲ့ကြတဲ့ခါမှာဘယ်အသင်းပဲဖြစ်ဖြစ်အသက် round တို့4 round တို့မှာကာဘောင်းကပ်ကခတ်တယ်ဗျာဒါကကျွန်တော်အရင်ကလည်းသိတယ်အာဆယ်ဆိုလဲ Povel အသေးလဲကာရတာပဲ ဟက်ဒါစဖီးတောင်းကိုမန်စီးကြတော့မဆိုးနည်းနည်းတော့ကောင်းတယ်အိမ်ကွင်းကနေအသင်းတွေကလည်းအဝေးကွင်းတွေကနည်းနည်းခတ်တယ်ဗျအဲ့မှာအခုချက်စီးကလာမဲ့ feature တွေကိုကြည့်တဲ့အခါမှာအခု Brighton ကိုသူတို့အိမ်ကွင်းကမ်းမယ်အဲ့ Brighton အိမ်ကွင်းကအခု Robertson ချက်ပြန်ပါမော်လေ Philip Jorginson ကအခုတနေ့ကပါသွားတယ်မန်ချက်စတာယူနိုက်တက်ဘွဲကထုတ်ကန်ရတဲ့ Robertson ချက်အဲ့ဘွဲကိုပြန်ပါမယ် အဲ့နေရာမှာချက်စီကအခုလာမဲ့ feature ပေါ့လေ international break မတိုင်ခင်စုစုပေါင်း၃ဘွဲရှိတယ်အဲ့၃ဘွဲက brighton ကိုအိမ်ခွင် banfica ကိုအိမ်ခွင် liverpool ကိုအိမ်ခွင်အိမ်ခွင်၃ဘွဲစတိုက်ပြီးတာနဲ့သူတို့ forest ကိုအဝေးခွင်ဆိုလာမဲ့ဘွဲတော်တော်များများမှာချက်စီကဘာဖြစ်လဲဆိုအိမ်ခွင်၃ဘွဲစတိုက်ကံ September 29မှာ brighton ကိုအိမ်ခွင်ခံရမယ်အိမ်ခွင်ဆိုတော့ချက်စီက September 29စာကျွန်တော်တို့စနေနေ့ စနေနေ့မှာ Brighton Albion ကိုသူတို့အိမ်ဝင်ခံရမယ် Brighton ကဘာဖြစ်ဖြစ်ပူနွေးနေ Spurs ကိုတေးကံသူ Man City ကိုနိုင်ထားတာပြီးတော့ Brighton ကဘယ်တော့မှ short တော့လို့မရတဲ့အတင်းသူတို့ဘယ်ကွင်းမဖြစ်ဖြစ်အတင်းတိုင်းကိုဒုက္ခပေးနိုင်တဲ့အတင်းဖြစ်တယ် Chelsea အတွက်လည်းခက်ခဲတဲ့ပြိုင်ဘက်ဖြစ်တယ်အဲမနစ်ကတော့ Cooper မှာတယောက်တည်းလီကိုသွင်းသွားတယ်ဒါမနစ်က Brighton ကိုအိုက်ပွဲလဲတကယ်တော့တူတင်ကိုတင်အကျိတ်နဲ့ကန်ထားတဲ့ပွဲဖြစ်ပြီးတော့ပြီးတော့မှ Benfica ကိုအိမ်ကွင်းပြီးတော့မှ Liverpool ကိုအိမ်ကွင်းဆိုတော့ Jose Mourinho ရဲ့ Arne Slot ရဲ့ ဟက်စလာရဲ့၃ယောက်ပေါ့လေဆိုတော့ Chelsea အသင်းရဲ့ဒီနေ့ရာသီအလားအလာအခြေအနေပေါ့လေအခုကျွန်တော်လက်ရှိဒီအသင်းကိုကျွန်တော်ကြည့်တဲ့အခါမှာဒီအိမ်ကွင်း၃ဘွဲ့တော့ထားပါတော့ Benfica ကို probably သူတို့နိုင်တယ်ဗျာ Brighton လည်း in terms of အိမ်ကွင်း position ရရောလူဝင်ရ squad အနေထားရသူတို့နိုင်မှာပဲဆိုတော့ Liverpool နဲ့ပွဲရတော့ဒါသူတို့ tight game ပေါ့လေ Liverpool ကို Anfield ကိုမဟုတ်ဘူးသူတို့အိမ်ကွင်းဆိုတော့သူတို့မှာတော့သူတို့ chance ရှိတယ်ဆိုတော့ probably ရအနည်းဆုံး5မှတ်သူတို့ရမယ် ရှုံးမှုတော့နည်းနည်းခက်တယ်ဗျာသူတို့မရှုံးလာဘူးဗျာကျွန်တော်ထင်ဒါပေမဲ့အန်ဆိုမာရက်စကာရဲ့ချန်ပီယံလိနဲ့ပရီးမီးယားလိကိုသူဟန်ချက်ဘလောက်ညီအောင်ကစားနိုင်ပြီအခုကျွန်တော်တို့ယာတီစာမှာတွေ့ပြီဗျာချန်ပီယံလိပွဲစဉ်တက်မှာသူတို့ဘိုင်ယန်ကိုသူတို့ရှုံးထားတယ် ဘိုင်မြူနစ်ပွဲကသူတို့ရိုင်းမညံ့တော့မညံ့အောင်ပြဘိုင်မြူနစ်လည်း job down လောက်ပဲကစားနိုင်ပေမဲ့ Chelsea ကစားပုံကလည်းအဲ့လောက်ကြီးအားရတာမရှိဘူး Chelsea မှာအခုအားကိုရတဲ့တောင်ပန်ကစားမကအခုလက်ရှိမှာ Astavel ရဲ့ Nato ရဲ့သူတို့တောင်ပန်နှစ်ဖက်တိုက်စစ်က Joao Batu ရဲ့ပြီးတော့ Cole Palmer အခုဒီအားဒီနောက်ပိုင်းမှာ Cole Palmer နည်းနည်းလေး injury တွေစိုက်လာနော် ဲ့ဒါကချက်စီတော့နဲတော့တတိထားရမယ်ဘာလို့ तू ကတကယ် main player ပဲချက်စီမှာအားသာချက်က Moises Caicedo Anzu လုံးဝ fully fit အမြဲဖြစ်နေတဲ့အချက်နောက်တင်းကောင်းဆောင် rechain တောက်လျှောက်ပြန်ကောင်းနေတယ်အဲ့ဒီချက်ကချက်စီအားသာချက်ခုခွဲလာတော့အမြဲတမ်းငြိမ်းတယ်ဒါပေမဲ့ချက်စီအိုက်အားနေတဲ့ခံစစ်ထိုးစင်အာတိုဘိုင်ယိုနဲ့ချာလိုပါတခါတွဲ Fofana Fofana ဆိုလုံးဝစိတ်မချ Fofana တကယ်ပြောတာ ချဲစီပါကြောင့်တန်း80ပေးလိုက်ရမယ်တကယ်တော့ Wesley Fofana ကအဲ့လောက်တန်ဖို့ရှိတဲ့ကစားမလဲအလုံးစုံတန်30 40ကပိုမရှိနိုင်ဘူးဒါပေမဲ့ Wesley Fofana ကိုအဲ့တုန်းကချဲစီ80 85လောက်ပေးရတယ် ACL ဒီခဏခဏဖြစ်တာလူ Leicester မှာတစ်ခါပြစ်တယ်ချဲစီမှာပြစ်တယ်ပြီးတော့ ACL ဆိုတာတဲ့သူကာလာရှိ injury ပေါ့လေ Wesley Fofana လုံးဝစိတ်မချရဘူးချဲစီမှာချလိုပါမစိုးလို့ပြောလို့ရတယ်ထင်ပါပါအဲ့ဆန်တဲ့ဘက်ကျွန်တော်အဲ့အတွေ့ဘာရီယာရှိမကစားသေးလို့ဘာရီယာရှိရဲ Fofana ရဲ့ချလိုပါရဲ့ထူစင်ရဲ့အဲ့လေးယောက်ပဲထားဗျာ ခုနပြောတဲ့ခိုးဝဲကိုကျွန်တော်ထဲမတွက်ဘူးအဲ့ထက်မှဆိုချလိုပါအငြိမ်ဆုံးပဲကျန်တဲ့လူတွေကပြာခတ်များပဲထိုစင်းလည်းမဆိုးဘူးအတင်းလိုက်ကစားတာကောင်းတယ်ထိုစင်းအားလာကြ 1v1 မှာတော်တော်လေးအားနေတယ်ကျွန်တော်တို့ဖူဖာနာကြိုက်ကိုမကြိုက်ဘူးဘာဒီယာရှီကြတော့တကယ်အရေးကြီးတဲ့ဇုံတွေမှာထပ်ထရောင်းတာသူကဘလိုင်းထူးထူးပေးတာတော့ဘာလို့အဲ့မှာခိုးဝဲမပါတာချက်စီတော်တော်အဲ့ဟာကိုသူတို့ခံစစ်ကိုသူတို့မပြင်တာရောအဲ့ကိုယ်မှာဆန်းချက်ကြီးကိုအရန်ကြီးသဘောကျနေဗျာတကယ်ဆိုရင်မိုက်မန်ယူကိုသူတို့ဝယ်ခဲ့တဲ့တာ သုံးလင်း၅သန်းပဲกว่าတာဗျာเชลซีရအောင်ညှိတာတော့ဈေးဈေးကြည့်လို့ဆိုပြီးတော့သူ့ကိုထားလိုက်တာတကယ်ဆို၅သန်း၆သန်းလောက်ပြီးရင်ကိုအတွက်လုံးဝ secure ဖြစ်ရမှာအဟွာကဆန်းချက်ရှိကနေလည်းမတိကြမရေရဘူး performance တော့မဆိုးပါဘူးဒါပေမဲ့เชลซีပြည်သက်တွေဘယ်လိုမြင်ကြလဲဒီအာဒီပရီးမီးယားလီးဂ်နဲ့ချန်ပီယံလိကိုဟန်ချက်ညီနိုင်မှာအခုเชลซีကအခုကာရာဘောကပ်မှာဝူဗာဟန်တန်ဆိုတော့သူတို့နောက်ဆင်တက်မှာဘူးကတော်လေးညံ့တယ်ဆိုတော့သူတို့ပြစ်စမအဆင့်တော့ရောက်သွားမှာပဲကျွန်တော်မြင်တော့အန်ဆိုမာစကမနစ်ကဖလားနှလုံးယူထားတယ် Champion League ဝင်ခွင့်အတွက်က number 5 position ကိုအဓိကအားကိုးရမှာအင်္ဂလိပ် club တွေအခြေအနေကောင်းရင် number 5 position ထပ်ရအောင်ပါဆိုတော့ကျွန်တော်တို့ number 5ကိုရမယ်ဆိုရင် Chelsea Champion League အတွက်စိတ်ချရအောင်ပဲ1နှစ်3က Man City Arsenal Liverpool ဖြစ်ဖို့များတယ်ဗျာ probably ya အဲ့မှာ channel တနေရာအတွက်ကို channel အသင်းတွေလူရမှာ Spurs တွေတရားဒီကောင်းတယ်ဗျာဆိုတော့ Chelsea Champion ဖြစ်ဖို့ကတော့ကျွန်တော်ပြောလို့အစိုးရတဲ့ကျွန်တော်ပြော Chelsea Champion ဖြစ်ဖို့နည်းနည်းတော့ကွာသေးတယ်အပေါ်၃သိန်းတယ်ဘလို့ထင်လဲ Chelsea ပြည့်တဲ့ဒီနေ့ရာသီသူတို့အတင်းလက်ရှိအနေထားဖြစ်ဖို့လိုအပ်တဲ့ကိုသမားနဲ့ခံစစ်မလုပ်ခဲ့တဲ့အခြေအနေနဲ့လက်ရှိအနေထားဘလို့ရှင်းလဲ Amazon Marsh ကအတင်းကိုဒီခါကျနီးပြနည်းနည်းလေးထထဖောက်တဲ့အခြေအနေပေါ့လေဘာဖြစ်ဖြစ်သူပထမစီးစစ်မှာအောင်မြင်ထားတဲ့အခြေအနေကတော့ကြီးကျူးစရာပေါ့လေဘလို့ထင်ကြတယ်ချက်စီပြည့်တတ်တယ်ကိုမမဝင်အောင်မှတ်ချက်ပေးကြပါ အဲ့သုံးပွဲပေါ့လေ Brighton ကိုအိမ်ကွင်း Benfica ကိုအိမ်ကွင်း Liverpool အိမ်ကွင်းအဲ့သုံးပွဲမှာ Chelsea ဘယ်နှမှတ်ရအပြည့်ရမလားသုံးပွဲလုံးနိုင်မလားဘလို့ထင်လဲကိုမမဝင်အောင်မချက်ပြကြပါလို့ကြေးတူပါတယ်